ပြုံးဆောင်ခိုင်နေဝေးရဲ့သားရီသမီးတွေကိုရှင်းပြပေးခဲ့တဲ့ပွဲမှာဆန်ချကန်ဒီရေဆူနေတဲ့မောင်ရှင်လောင်းလေးရဲ့မျက်နှာကိုသမဝတ်ထားတဲ့ပဝါနဲ့ကိုရိုင်းတုပ်ပေးခဲ့ပြီးချစ်ချင်းမြတ်တာတွေကိုပြသခဲ့တဲ့ပြုံးဆောင်ရွှေမုံရည်တီမင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်ရွှေမုံရည်တီကတော့အဆိုတော်ရွှေထူးနဲ့ဖူးစာဆောင်ခဲ့ပြီးအခုဆိုရင်တော့အိမ်တော်သက်6နှစ်ကျော်9နှစ်သေးကိုရောက်လာခဲ့ပြီလည်းဖြစ်ပါတယ် ကျမရဲ့ချင်းနေကြောင်ရောငယ်ရွယ်သေးတာကြောင့်ပါခလေးမယူသေးတဲ့ရွှေမုံရည်တီနဲ့ရွှေထူးတို့ကမနေ့ကမတ်လ23ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့တရုတ်ဆောင်ခိုင်နေဝေရဲ့သားတွေသမီးတွေကိုရှင်ပြုနာသပေးခဲ့တဲ့ပွဲမှာပါဝင်ကူညီပေးခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်အဆိုပါပွဲမှာရွှေမုံရည်တီကရေဆိုးနေတဲ့မောင်ရှင်လောင်းလေးရဲ့မျက်နှာကိုသမဝတ်ထားတဲ့ပဝါနဲ့ကိုရင်တုပ်ပေးခဲ့ပြီးမြစ်တာတရားတွေကိုပြသပေးခဲ့တာကြောင့်ပရိသတ်တွေရဲ့ချီးကျူးခြင်းကိုခံရရတာလည်းဖြစ်ပါတယ်။ ရွှေမော်ရည်တီဟာမျက်နှာထားတည်တံ့လွန်းလာကြောင်းအခြေမင်းသမီးရဲ့လို့နာမည်ကျော်ပေမဲ့စိတ်ထားအလွန်နူးညံ့လွန်းလာတယ်လို့မှတ်ချက်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ရွှေမော်ရည်တီကတော့အခုလိုပြုမှုခဲ့တဲ့အပြုမှုလေးကြောင့်ပရိသတ်တွေကတော့သူမကိုအရင်ကထပ်ပို့ပြီးတော့အချစ်ပို့ခဲ့ရသလိုချီကျူးကုန်ပြုခြင်းကိုလည်းခံနေရတာပဲဖြစ်ပါတယ်။